အဲ့တော့မိတွေတော့ကောင်းလို့မိကြီးကလည်းဆက်ပြီးတော့ဘုရားလောင်းလေးကိုဆောင်းချောက်ခဲ့မိတွေလို့ဆိုတဲ့အခါမှာအတိတ်ပဲနှမျိုးရရပေါ့သတ္တောစားပေးအလောပြောင်းမယ်ဆိုရင်ဒီမိတွေဆိုတာအဖေရဲ့နောက်ရောက်နောက်မိန်းမကိုခေါ်တာအမကြီးမှာမိတွေဆိုအဖေရဲ့နောက်မိန်းမပြောင်း အခုကအဲ့ဒီအထိပ္ပယ်နဲ့မိတွေခေါ်တာမဟုတ်ဘူးမာတုဿဆိုတာမေတော်ကြီးရဲ့ညင်မအချွေရတဲ့ကမိမိရဲ့အမေရဲ့ညင်မကိုပထော်လို့ခေါ်ကြအဲ့တော့မဟာသာဝတိခေါ်မိဟာမေတော်မာယာရဲ့ညင်မအရင်ဖြစ်တယ် ဒါကြောင့်မို့အဲ့ဒီအတိတ်ပဲနဲ့မိတွေလို့ခေါ်တယ်။အခုဗမာပြည်မှာပြောနေတဲ့မိတွေတို့ပထွေးတို့ဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးလို့ကျွန်တော်မှာဘာလို့လဲဆိုတော့မာတုဆာဆိုတဲ့စကားလုံးကအမိရဲ့အမမြင်မကိုမာတုဆာလို့ခေါ်တာ။ဒီကောင်းပြီ။တော်တော်ကမင်းတရားကြီးပြိဋိဘံဆန်သွားတဲ့အခါကျတော့ အလုံးစဉ်းစားကြည့်ပေါ့အဖိုးကြီးဖွားကြီးတို့ပြောမှာမိရိတော်ဂေါရမေကလည်းအသက်ကြီးပြီအသက်ကြီးတော့မင်းတရားကြီးမရှိတော့ဘူးဆိုလို့ရှိရင်သူလည်းလွတ်လွတ်လပ်ဖြစ်သွားမိမိသူအရင်လည်းဖြစ်အမတန်မှသာသမီလိုမွေးစားထားရတဲ့ပါလဲဖြစ်တယ် ရသဗျာကိုအကိုးတာပေါ့ဒါတော့တဘာဝပဲပေါ့လူလောကဘုရားကိုအကိုးတယ်နောက်ထပ်အောင်အကိုးလို့ဆိုရင်မိရတော့ဘောရမီကနန္ဒမနေတော့ဆိုရင်သူ့သားအရင်သမီးအရင်ရှိတယ်နန္ဒမင်းသားနဲ့ဇနဗရကလျာဏီဝိညာဉ်နာမည်ကရူပနန္တာ သနပရကလျာဏီလို့ခေါ်တဲ့ရူပနန္ဒာမောင်နှမနှစ်ယောက်ตาနဲ့သမီးဟာအရင်အဲ့တော့ตาအရင်ကိုအထိမ့်နေစီအပ်ထားပြီးတော့ဖျားလောင်းလေးကိုလို့ကျွတ်တိုက်ချွေးပြီးတော့မွေးခဲ့တာဆိုတော့